ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့ Care Player တော်တော်များများစောင့်မျှော်နေကြတဲ့ Angela NUS Skin နဲ့ပတ်သက်ပြီးတော့ပြောပြပြသားမှာပဲဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားတဲ့ဆိုရင်ဗီဒီယိုလေးကိုဆုံးရှုပ်ဖို့တော့ကိုပြောချင်ပါတယ်။ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe လုပ်ထားလေးဆိုရင် Subscribe လုပ်ထားကြဖို့တော့ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ Bro အနေနဲ့ Angela NUS နဲ့ပတ်သက်ပြီးတော့ TikTok တွေမှာရော YouTube တွေမှာရောအဲတွေ့တာမျိုးတွေရှိလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့ Angela NUS Skin ပြန်လာတဲ့အခါမှာ အဘောက်စ်ဖားရတဲ့ပုံစံမျိုးနဲ့ပြန်လာမယ်ဘောက်စ်တစ်ခုကို starlight fragment တရားနဲ့ဝယ်ရမယ်အချိန်တရားအထိအများဆုံးလှည့်ရနိုင်ခြင်းရှိရလို့ pro အနေနဲ့ live mode မှာလည်းတွေးကြလိမ့်မယ်လို့ထင်တယ်အဲဒီ live mode မှာတွေးနေတဲ့ဟာတွေကတကယ်ပဲလားဆိုတော့ဟုတ်ပါတယ်လွန်ခဲ့တဲ့၄-၅ရက်လောက်ထိကတော့အဲ့ဒါတွေကမှန်နေပါတယ်ဒါပေမဲ့အဲပြီးခဲ့တဲ့၂ရက်ကတော့အဲဒီဟာတွေကအကုန်လုံးပြန်ပြန်လိုက်ပြီပဲဖြစ်ပါတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်အခုပြရတဲ့အတိုင်းပဲအဲ angel အညူရဲ့ skin ကို starlight fragment 9000နဲ့ဝယ်ယူလို့ရမှာဖြစ်တယ်လို့ အဲ့ NUS Starlight ပေါက်ကိုလည်းကျွန်တော်တို့ Starlight Fragment တရားနဲ့ဝယ်ယူလို့ရတဲ့ပုံစံဆိုပြီးတော့နှစ်မျိုးဖတ်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ပဲအောင်လုပ်တင်လဲဆိုရင်တော့ကျွန်တော်ကတော့9000နဲ့ဝယ်လိုက်တာကိုပဲ recommend ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ပုံပြီးတော့တွေ့ကြတယ်အဘရိုရဲ့ Starlight Fragment လည်းတော်တော်လေးသက်သာနိုင်တယ်မဟုတ်ဘူးဆိုရင်ပေါက်သွားဖောက်မယ်ဆိုရင်တော့ Bro အနေနဲ့အဲတရားနဲ့အခါတရားဖောက်မယ်ဆိုတော့တထောင်လောက်ကိုသွားပြီးတော့ကုန်နိုင်တယ် အဲနှစ်ဆကြီးအောင်ကွာနေမှာပဲဖြစ်ပါတယ်အဲ့တော့ဘလိုမျိုးလူတွေကပေါက်ဖောက်တင်လဲဆိုတော့အာပို့နေတဲ့သူ Starlight Fagman ပို့နေတဲ့သူဘာမှဝယ်စရာမရှိဘူးဒါမှမဟုတ်ဝယ်ဖို့အတွက်လည်းအဲမလောက်သေးဘူးစွန့်ထွက်တွေရှိနေသေးတယ်ဆိုရင်တော့ပေါက်လေးနဲ့အရင်ဆုံးစွန့်ထွက်လေးတွေကိုကန်ဆန်းကြည့်ပါဗျာမရဘူးဆိုရင်တော့ငါးတောင်အတိမှာပဲငါးတောင်နဲ့ဝယ်လိုက်တာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ starlight ပေါင်းနဲ့ရိုးရိုးဝယ်တာနဲ့ပါကွာလဲဆိုတော့အာ starlight ပေါင်းမှာတော့အင်ဂျလာ annual scan ပြင်အောင်မှာ အဲအင်ဂျလာ NUS စကင်ရဲ့ဘောင်းနေ record တွေ emote တွေလည်းပါမှာဖြစ်တဲ့အတွက်အဲအဲဒီဟာတွေလိုချင်နေဆိုရင်တော့ starter pack ကိုဖောက်တာတော့ပို့ပြီးတော့ကောင်းနေမဟုတ်ဘူးဆိုရင်တော့ရိုးရိုးဟာလေးပဲဝယ်လိုက်တာတော့ပို့ပြီးတော့ကောင်းပါနေဘရိုအနေနဲ့စကင်ပဲလိုချင်တာဆိုရင်တော့အဲရိုးရိုးစကင်ကိုပဲ starter fragment 9000ပေးပြီးတော့ဝယ်လိုက်တာတော့ပို့ပြီးတော့သိကြပါတယ်အဲ့တော့ live မှာတွေ့နေတဲ့ဟာတွေကတော့တကယ်ပါ အဲဒါမဲ့လွန်ခဲ့တဲ့နှစ်ရက်ကတော့အဲ့ဒါကြီးတော့ပြောင်းသွားပြီးဖြစ်ပါတယ်အဲ့တော့အားလုံးစောင့်မျှော်နေကြတဲ့ဒီ skin ကဘယ်တော့ပြန်လာမလဲဆိုတော့နောက်လာရင်မှလာမယ်လို့တော့ကျွန်တော်ကတော့သိရတယ်ဒါမဲ့အဝေးကြီးလို့သိတဲ့ဆိုတော့သိတော့မသေးကြသေးဘူးသိရပြီဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးလုပ်ပေးဖို့တော့ရှိတယ်အဲပြီးတော့ဒီဂျားထဲမှာလည်းပြောင်းလဲတာတွေရှိတယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ပြောပြပြသပါအောင်မယ်မတော်နေနဲ့သိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဆက်ကြည့်ပေးဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒီလောက်ဆိုရင်တော့ဘရိုနေနဲ့လည်းတီးလောက်ပြီးတော့ထည့်ပါတယ် အဲအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့အဓိကပါပဲဆုံးကြည့်ပေးတဲ့ကြောင်းရှင်းကြံကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ဆောင်ရွက်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်